ဟယ်လိုအားလုံးမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေ။တနင်္ဂနွေနေ့ပရီးမီးယားလိပွဲစဉ်၁၂နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလန်ဒန်ဒါဘီဖြစ်အာဆင်နယ်နဲ့စပါးတို့ကစားတယ်ပေါ့နော်။ဒီပွဲမှာအာဆင်နယ်ကတော့၄ဂိုးတကူဆိုတဲ့ရလနဲ့ကျွန်တော်သာအနိုင်ရတယ်။ AZ ကတော့ကျွန်တော်သောမက်စ်ဖရန့်ရဲ့ဒီပွဲမတိုင်ခင်တရင်သာရှင်းလင်းပွဲမှာ AZ ဘသူလဲဘာညာဆိုပြီးတော့နောက်နောက်ပြောင်ပြောင်ပြောထားတဲ့ຢာတွေကို hat trick တွင်းပြီးတော့ကျွန်တော်သာတုံ့ပြန်ပြခဲ့တယ်ပေါ့နော်။ Trouser ကတော့36မိနစ်မှာအဖွင့်ကိုတွင်းရင်းနဲ့ကျွန်တော်သာဥဆောင်ကိုရအောင်ယူပေးတယ်။ အဇီကဟက်ထရစ်သွင်းပြီးတော့လေးဂိုးရတယ်ရေရှာလီဆန်ကတော့အရန်ကိုတိုင်ပတ်နေပါတယ်ဆိုတော့စပါအချင်းကြီးမှာသူတကူလှလာပပသူတွင်းနိုင်ခဲ့တယ်ပေါ့နော်တော်တော်ကောင်းနေတွင်းကိုပါဆိုတော့4-1နဲ့အာဆင်နယ်ကကျွန်တော်တို့စပါကိုအနိုင်ရတယ်ဒီပွဲနိုင်တဲ့အတွက်အာဆင်နယ်ကဒုတိယနေရာကချယ်ဆီကို6မှတ်ဖြတ်ပြီးတော့တတိယနေရာကအန်ဒီအများသောမန်ချက်စတာစီးတီးကို9မှတ်တီသူတို့ဖြတ်ထားနိုင်ပြီပေါ့နော်တခြားအသင်းတွေကိုစီအမှတ်ရော့နေတဲ့အချိန်မှာအာဆင်နယ်ကတောက်လျှောက်ဆိုသလိုအမှတ်တီပါတယ်ကျွန်တော်ထပ်ပြီးတော့ယူထားတာက တတော်ကိုအချိန်ကြီးကောင်းနေလို့ကျွန်တော်ပြောရမယ် international break မတိုင်ခင်ဒီ sandland နဲ့ပွဲမှာမထင်မပဲသူတို့အမှတ်ရော့ပြီးတော့အခုဆိုလို့ရှိရင်ဘောနော်ခက်ခဲတဲ့ပွဲတစ်ပွဲမှာအဲသူတို့ london derby စပါနီယာတော့သူတို့အင်ငွေဆိုလို့ရှိရင်နိုင်လေးရှိပါတယ်အဲ့တော့သူတို့ဒီထပ်ပြီးတော့အနိုင်ယူပြတယ်ဗောလေဆိုတော့ကျွန်တော်စပါနဲ့ပတ်သက်လို့ကျွန်တော်စပြောအောင်စပါနဲ့ပြောရရင်တော့နီးပြ thomas frank အတွက်ကတော့မလွယ်ပါဘူးမလွယ်ပါဘူးဆိုတာကတခြားမဟုတ်ကျွန်တော်ယာကြီးအစတုန်းကအရင်ကောင်းခဲ့တဲ့ performance တွေပြတယ် ဝူရီပါတီတောက်လျှောက်တီသွင်းအမှတ်တီပါတီယူထားခဲ့တော့အဲ့ဒီအမှတ်တီနဲ့တင်စပါဟာတော်လေးလက်ရှိအချိန်မှာအဆင့်ကောင်းတစ်ခုတည်းရှိနေတယ်လို့ကျွန်တော်ပြောရမယ်ဒီပွဲပါဝင်စပါဟာပရီးမီးယားလိနောက်ဆုံး၅ပွဲမှာသူတို့တွေ၂ပွဲပဲအနိုင်ရထားပါသေးတယ်၂ပွဲပဲအနိုင်ရထားပါသေးတယ်ဆိုတော့၃ပွဲစလိုက်သူတို့ရှုံထားတယ်ပေါ့နော်ဒါအချိန်ကောင်းတစ်ခုမှကျွန်တော်ရှိမနေဘူး Thomas Frank အနေနဲ့ဒါ Champions League တီလည်းကျွန်တော်ကစားရတယ်လက်ရှိ Premier League မှာလည်းထင်သလောက်ထိကျွန်တော်နောက်ပိုင်းပွဲတွေမှာမဟုတ်တော့ဘူးဆိုတာကတော်တော်လေးကိုတိုင်ပတ်ပါတယ်အခုဒီပွဲဆိုလို့ရှိရင် ကကစားတာတတော်ကိုစုပ်တဲ့နေရာမှာပါတယ်ပေါ့နော်။ဒါပေမဲ့စပါးပွဲစဉ်တွေကိုကျွန်တော်တို့အတိုင်းအတာတစ်ခုတည်းတတိထားမိကြတယ်ဆိုရင်စပါးစပြီးတော့စုပ်တာဒီပွဲမဟုတ်ဘူးလို့တတိထားမိကြလိမ့်မယ်လို့ထင်တယ်။ကျွန်တော်တော်များများစပါးအနေနဲ့တအားတိုင်ပတ်တဲ့ပွဲတွေကျွန်တော်ရှိတယ်။ဘာလို့ဘာမှကျွန်တော်မလုပ်နိုင်ဘူးပေါ့။ Thomas Rand အနေနဲ့ဒီပွဲမှာသူအာဆင်နယ်ကိုရှင်ကစားလို့မရဘူးဆိုတာသူသဘောပေါက်ထားတယ်။ဒါဆိုတော့သူဘာလို့လာလဲဆိုတော့အမြင်ပေါ်ကောင်းပါတယ်ဆိုတဲ့အာဆင်နယ်ကိုတားနိုင်ဖို့အတွက်ပေါ့နော်အရင်အမြင်ပေါ်ကောင်းတဲ့ကစားမားတွေကိုစန်တဘက်၃ယောက်စလုံးမှာပြုံထည့်လာတယ်ထည့်လာပြီးတော့ဝင်းဘက်၂ယောက်နဲ့ ျွန်တော်ထားပြီးတော့ဗောနော်ဒီ9ယောက်တိကန်စလိုင်းကိုပြင်ဆင်လာတယ်။အဲ့ဒီရှိမှလည်းကွန်းလေ2ယောက်တိုက်စစ်3ယောက်ပေါ့နော်ဒီနေရာမှာကွန်းလေကစားမအဖြစ်ကတော့2ယောက်ထားတဲ့ခါရှိမယ်တခါတလေ3ယောက်လိုင်းပြောင်းသွားတဲ့ခါတွေကျွန်တော်ရှိမယ်ပေါ့နော်အချင်းဒီပေါ်မူတီးပြီးတော့သူတို့တွေ out of position ရှိမှပြောင်းပြီးတော့သူတို့ကစားတယ်ဆိုတော့ Arsenal ရဲ့ဘယ်လိုပြောမလဲဒီပြီးသည်မဗောနော်ဒီ central zone မှာလာတဲ့ဘောလုံးတွေကိုသူတို့ကတားဖို့လုပ်တယ်အစွန်တွေကို Arsenal ရောက်သွားပြီဆိုလို့ရှိရင် ကစားမအစွန်ကစားမတွေပေါ့နော်ဒါ deep zone တွေဘာတွေမှာကျွန်တော်ထားပြီးတော့စပါးကကျွန်တော်တားဖို့ကြိုးပမ်းတာပြဿနာကအဲ့ဒီရာကအများကြီးမခံခဲ့ဘူးစောစောစီးဆိုသလိုပဲအဇီရဲ့အသားလေး chip လုတ်ပေးမှုကိုကျွန်တော်ဒီအာဇနယ်ကပေါ့နော် rice ရဲ့ကန်ချင်တဲ့ဂိုးရဖို့တီသူတို့နှိစက်ခဲ့တယ်အကံမကောင်းစွာနဲ့ rice ကဂူးသမားတက်တဲ့ကန်လို့ပေါ့နော်သူမဝင်ခဲ့တာဆိုတော့အာဇနယ်ကစပြီးတော့ကျွန်တော်ပေါ့နော် trouser ရဲ့ဂူးနဲ့ unlock လုပ်လိုက်တယ်ပေါ့လေဒီစပါးရဲ့ခံစေးကိုတော်စပါးအနေနဲ့တော်တော်ကိုစူးစူးဝါးဝါးပါဒီဘက်မှာပထမပိုင်းမိနစ်40ကျွန်တော်ကစား55မိနစ်ကျွန်တော်ကစားတယ် အချိန်မိုးအပါဝင်ကျွန်တော်ပထမပိုင်းမှာဂူပေါင်းကန်သူမျိုးတလုံးမှမရှိခဲ့သလိုဂူပေါင်းတဲ့တာလည်းကျွန်တော်ပလုံးမှမရှိဘူးဆိုတော့ HGR ဆိုရင်တော့မှ0.00ဆိုတဲ့အချိန်ဒီမျိုးမှာပြောရင်ကွင်းထဲမှာရှိနေပြီးတော့ဒီတယ်မလားသူတို့အတွက်လုံးဝတည်ထမှတ်တည်တာအဓိကပဲဆိုတဲ့ပုံစံမျိုးနဲ့ကစားလာတာတော့တကူပေးလိုက်ရတဲ့အချိန်မှတော့မှငါတို့တကူပဲပြီးမဲ့ဆက်မပေးရတော့ဘူးဟေ့ဆိုတဲ့ပုံစံမျိုးကျွန်တော်ကစားလာစပါမှာ mentality ကကျွန်တော်အနေနဲ့တအားကိုညံ့နေတယ်မှာပါတယ်ပေါ့နော်ဒါအပြင်အခုလည်းရှိကျွန်တော်အနေနဲ့ဒီတပွဲလုံးနေထားရကျွန်တော်ကြည့်မင်းဆိုလို့ရှိရင် စပါးအနေနဲ့ဘလူးမန်ကိုအာဆင်နယ်ကိုရှင်ကစားလို့မရဘူးဒီနေရာမှာဗျအာဆင်နယ်ကိုဘယ်ဘယ်အသိမစူဘောနော်အာဆင်နယ်ကိုရှင်ကစားဖို့ဆိုတော့မလွယ်ပါဘူးအဲ့လိုအခြေအနေမျိုးမှာစပါးရဲ့ဘက်ကဘလူးပြောမလဲဒီသူတို့သူတို့ရဲ့ effort သူတို့ရဲ့ရည်ရွယ်ချက်ကိုကဘောနော်ပြီးတော့အာဆင်နယ်ကိုအတိုင်းအတာတစ်ခုထိဒုက္ခပေးဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးသူတို့မဟုတ်ဘူးငါတို့မရှုံးဖို့လိုတယ်ငါတို့ကိုပြတ်မရှုံးဖို့လိုတယ်ဆိုတော့ပုံစံမျိုးနဲ့ပဲသူတို့သွားလာတာအဲဒုတိယပိုင်းကျမှသူတို့တွေပေါ့နှစ်ခုပြက်တွေပါရှုံးနေတဲ့ခါကျတော့ဒုတိယပိုင်းမှာလူစားတွေလဲတယ်ဒန်ဆူကိုထုတ်တယ်စာပြီးစင်မှုကိုကျွန်တော်ထည့်တယ် ဆိုတော့35လား36စက္ကန့်လားပဲကျွန်တော်ကြာတယ်ထပ်ပြီးလိုက်ပြီးတော့3 0တွေပါတယ်ဖြစ်သွားတယ်တော်တော်ကိုစူးစူးဝါးဝါးပါအဲ့ဒီကြမှာဘယ်လိုပြောမလဲဒီစပါးအနေနဲ့ပေါ့နော်အတိုင်းတန်တစ်ခုကြီးကျွန်တော်မြင့်လာတာဆိုတော့သူ့ရဲ့ပွဲထွက်လူစင်းမှာပွဲထုတ်လာတဲ့ပုံစံကကတော်တော်လေးကိုရည်ရွယ်ချက်မဲ့တယ်ဒါအပြင်ငါတို့ခန်စစ်ကိုပဲတရက်ဆက်ပိတ်ဖို့ကျူးမဲ့မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ပွဲထွက်လာတာဗျာအရန်ကုန်မှာဆိုလို့ရှိရင်ဂျာဗီစီမွန်စ်တို့လိုဖန်တီးမှုကောင်းတဲ့ကစားမတွေဘရန်နန်ဂျွန်စင်တို့ကျွန်တော်ရှိမယ်ပက်ထရိုပိုတို့ပပ်မက်ဒီဆာရန်တေကူလူမူအနေဒီလိုကစားမတွေအကုန်လုံးမက်တီးစတေတို့ အကုန်အရင်ကိုကျွန်တော်တို့ထားထားတာเนาะခန်စစ်ကို9ယောက်ထိကျွန်တော်တို့ထားထားပြီးတော့ defensive midfielder 1ယောက်နဲ့ဆိုလို့ရင်ခန်စစ်လိုင်းမှာ6ယောက်ထိတောင်ထားထားတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့เนาะဒီစပါးကကျွန်တော်တို့ပွဲထွက်လာတာဘလူးမန့်အဆင်မပြေကြတော့စပါးမှာကနီးပြရဲ့အနေထားကလည်းသူတို့တကယ်တကယ်အသင်းကြီးတွေကိုရှင်ကစားဖို့အတွက်အထိပေါ့เนาะသူတို့အဲကစားဟန်ပိုင်းအရာကိုဘာကိုတော်တော်ကိုဝေဖန်ဖို့အတွက်အချိန်ကြီးများပါတယ် တော်တော်လေးကိုတိုင်ပတ်နေတဲ့နေရာမှာကျွန်တော်ပါတယ်ပေါ့နော်ဒါကြောင့် Thomas Frank ကတော့လောလောဆယ်မှာဆိုရင်တောက်လျှောက်ဆိုသူတို့ဝေဖန်ခံရတယ်ကစားမားတွေကိုဝေဖန်ဖို့ကျွန်တော်တို့ရှိပြီမဲ့လေလို့နီးပြရဲ့ပြိုင်ဘက်ကိုကျွန်တော်ပေါ့နော်ရှင်ကစားဖို့ချင်းကတဲ့ပုံစံကဘလူးမန်အဆင်မပြေတဲ့အခါ Thomas Frank ကပူပြောခံနေရတယ်အဲ့ဒါစပါကတော်တော်တိုင်ပတ်တယ်ပေါ့နော်ဆိုတော့ Arsenal နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင်ဒီဘယ်လိုပြောရမလဲဗျာတိုက်စစ်မှာเนาะဟိုလက်ရှိဆိုလို့ရှိရင်ဘသူမှပါတာမဟုတ်ဘူး Mikel Merino ကိုတိုက်စစ်မှာသူတို့ထည့်လာတာ ဒါတို့ဒါဒါတော့ခုမှတော့မဟုတ်ဘူးဘွနော်ဗီတာယိုခရက်ကိုမထည့်နိုင်ခင် Harvest တို့မပါနိုင်ခင် Heisu တို့မပါနိုင်ခင်မှာကျွန်တော်တို့ဒီ Mike Merino ကိုအကောင်းဆုံးထားပြီးတော့တုံနေတယ်အဓိကအားဖြင့်ကတော့အမြင်ဘောတွေနော် First ball တွေကိုရအောင်ကောင်းရှင်လူနိုင်ဖို့အတွက်ပေါ့အဲပြီးရင်လည်းပဲကျွန်တော်တို့ညီနေ Trosser တို့ဘာလို့ကောင်းနေတုံးမယ်ဆိုတော့လူသုံးတက်စုံမရှိဘူးဆိုတဲ့ Arsenal မှာအတိုင်းနာတကူဒီလူဘွနော်ဒီလူမျိုး London Derby မှာဒီလောက်ထိကောင်းအောင်လုပ်နိုင်ခဲ့တယ်ဆိုတာမျိုးက statement performance မျိုးပါအထူးသဖြင့်တော့ SC ဒီပွဲမှာဘွနော် hat trick ရပြီးတော့တအားကိုကျွန်တော်ကောင်းနေတယ် ်နောက်မှ၄ဂိုးတွေပါရဖို့ထိသူတို့နီးစက်ခဲ့တာကိုသူမဗီကာရီကိုကောင်းသွားလို့ပေါ့နော်နောက်တန်းကလည်းဟိုဂါဘရီယယ်မပါတဲ့အချိန်မျိုးမှာဆိုလို့ချင်းဟင်ကဘီကလည်းဂါဘရီယယ်လေဗယ်မဟုတ်တော့လည်းပဲလိုအပ်တဲ့အာဆင်နယ်ဒက်ဖ ens ကိုတော့အတိုင်းနာတစ်ခုဒီဆာလီဘရဲ့ဘေးမှာအံဝင်ခွင့်ချပြည့်အောင်ကစားနိုင်တယ်လို့ကျွန်တော်ပြောရမယ်သူပုံစံကြည့်ရတာနည်းနည်းလူပြောမလဲဒန်ယန်ရသွားတဲ့ပုံစံတော့မဟုတ်ဘူးလို့ပေါ့နော်ထင်တာပဲဟိုမော်စကေတာနဲ့သူလူစားတော့လဲခံလေးရတယ်သို့တော့အာဆင်နယ်ခန်းစစ်မှာကစပါးဘက်ကကျွန်တော်ပြီးလာဒီမှာဟိုဘယ်လိုပြောမလို့ ိုက်စစ်စင်နာတွေကိုပေါ့နော်တားဖို့နီနီတတကွင်းလေကူမကြော်တာဗျာဒီလားစပားကရသည်များဘောလုံးကန်တင်ဟိနော်အမြင်ဘောကိုရီရှာလီစမင်းရောက်အောင်လူမရလဲပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့အာဆင်နယ်ခန်စစ်တွက်ကမပင်မန်းခဲ့ရဘူးအထူးသဖြင့်ပေါ့နော်တင်ပါလို့ပါလို့ပဲပင်မန်းတာဒါတော့မှဘာကြောင့်လဲဆိုတော့တိုက်စစ်ကိုလိုက်ရလို့ဗျာနော်ကျွန်တော်စာကာရုနဲ့အချိတ်ဆက်မီအောင်သူတွဲတယ်အိုင်ဇီရုနဲ့အချိတ်ဆက်မီအောင်သူတွဲစော်တယ်အရှိနော်တိုက်စစ်ကိုလိုက်တယ်ခန်စစ်ကိုပြင်ဆင်တယ်ဒီပုံစံနဲ့ကျွန်တော်တင်ပါလို့ပါလို့ကကျွန်တော်ပင်မန်းတာ နော်စပါရဲ့ခံတိုက်စစ်ဆင်မှုကိုတားဖို့အလောက်ကမပြင်းမှန်းဘူးဖြစ်နေတယ်ပထမပိုင်းဆိုကျွန်တော်ကြည့်ပါလားမင်းတလုံးမှန်ဘူပေါကံတင်မှုမရှိဘူးဘာညာဆိုတာကိုကြည့်ရင်အာဇနီဒီဖ ens နဲ့အာဇနီကုသမားတွေဘလောက်တောင်မှပေါ့နော်အဲ့ဒီ NDA မများခဲ့တယ်လေဘလောက်တောင်မှဒီ AECC ဖြစ်တဲ့အပိုင်းကိုတွေးခဲ့ရလဲဆိုတော့ကျွန်တော်မြင်နိုင်တယ်ဆိုတော့အာဇနီကတော့ဒီလက်ရှိမှာသူတို့ကိုရှင်ကစားနိုင်ဘူးဆိုတာမျိုးကတော့မလွယ်ပါဘူးစပါမှမဟုတ်ပါဘူးအတင်းတော်တော်များများတက်ကိုကျွန်တော်မလွယ်ဘူးပေါ့နော်ဒါကိုလည်းဒီဘက်မှာလူမဆုံမနဲ့သူတို့ဆက်ပြီးတော့ပြတယ် တော့ဂါဘီယယ်တို့ဘာလို့မပါနေတဲ့ချိန်မှာဒီလိုမျိုး clean sheet တွေဘာတွေမရတာကတော့တော်တော်ကိုအခြေအနေမကောင်းတာပါတကယ်တမ်းကအာစနယ်ဟာဒီပွဲမှာစပါးကိုတကူတော့မပေးခဲ့ရသင့်ဘူးဘာလို့လဲဆိုတော့အဲ့လောက်ကြီးဒီအပိုင်လုံးတွေစပါးမရခဲ့လို့ပဲစပါးအပိုင်လုံးပဲဘယ်လို့မှမရအောင်စပါးအပိုင်လုံးတစ်လုံးမှမရဘူး Richardson ကနေဆိုတော့တမအဝေးရန်နေလန့်ကန်ပြီးတော့ဂူးသမားကိုကျော်တဲ့သွားတာဆိုတော့စပါးဟာအပိုင်လုံးတစ်လုံးမှကိုကျွန်တော်မရတာအဲ့လောက်ထိကျွန်တော်တိုင်ပက်ခဲ့တာဗျာဆိုတော့အာစနယ်နေဒီ၃မှတ်လေးရတဲ့ဂိုးပြက်လေးနိုင်တဲ့ LZ တွေ့လေတကယ် statement performance မြဲ ဲ့မျိုးကလင်းရှိမယူနိုင်ခဲ့တာကသူတို့အတွက်တော်တော်ဂိုးသမားတွေတော့တော်တော်ကိုနားရရလို့ကျွန်တော်ပြောရမယ်။သူကအရေးကြီးတာတော့တုံ့မှတ်ပေါ့လေ။ဆိုတော့ဒီထဲမှာ Rise to Supermindy တို့ကတော့ဒါသူတို့ရဲ့ပုံမှန်ခြေစွမ်းနေဒါကောင်းနေဆိုတာကဒါတာမန်ပဲရှိတာသူတို့အတွက်ကဆိုတော့အထူးထူးခြားချီးကျူးစရာမလိုဘူး။ဒါပေမဲ့လို့ကျွန်တော် AZ ရဲ့ performance ကဒါ statement performance လို့ပဲကျွန်တော်ပြောရမယ်။ဒါတခြားကြောင့်မဟုတ်ဘူးဗျာနော်။ကျွန်တော်တို့ခုနကဆိုးမှပြောသလိုပဲဒီမတိုင်ခင်မှာနီးပြပြည့်တဲ့ Thomas Frank ရဲ့အဲဟွာကိုကျွန်တော်ဒါ ပြောမလဲမေးခွန်းတွေပါပြီးမေးခဲ့တာပေါ့လေအနောက် SEO မင်းမဆောခေါ်ဖို့စိတ်ဝင်စားခဲ့သလားပါညာပေါ့ SEO ကဘယ်သူလဲတို့ဘာလို့သိတယ်မလားနော်ပြီးမှကစားမကောင်းတယောက်ဘာလို့ဘာလို့သူ့အနေနဲ့ဒါအရှင်းဖောက်ခဲ့သေးတယ်ဗျာအဲ့တော့လက်ရှိ SEO က hat trick သွင်းနေတဲ့ SEO ဆိုတာငါပဲဆိုတာပြသွားတဲ့ပုံစံမျိုးကိုဖြစ်နေတယ် hat trick သွင်းသွားတယ်ဆိုတာမျိုးကမလွယ်ပါဘူးကျွန်တော်ကတော့ဒီ London Derby မှာဆိုလို့ရှိရင်သူတို့ပြင်အာဆင်နယ်နဲ့စပါးကြားထဲမှာ hat trick တွေပါရေးသိမမြင်ရလေးရှိတယ်လို့ကျွန်တော်မထင်ဘူးဗျာ ဆိုတော့အစီအနေနဲ့ရှေ့ပွဲတွေမှာဆိုလို့ရှိရင်သူတော့၆ဂိုးတွေပါတယ်မရခဲ့ဘူးဘယ်တော့တချို့တလီပဲကျွန်တော်ရတာဒါပေမဲ့လို့အခုလိုပွဲမျိုးမှာ hat trick သွင်းနေဆိုတာမျိုးကတကယ်တကယ်သူ့အတွက်ဒါ statement performance ပြခဲ့တာလို့ကျွန်တော်ပြောရမှာပဲဒီပွဲမှာဆိုလို့ရှိရင်သူကိုယ်တိုင်က၃ဂိုးသွင်းရုံနဲ့မကဘူးဘယ်တော့ chance creation တွေပါတယ်လေသူ့မှာရှိတယ်တော်တော်ကိုကောင်းတဲ့ performance တွေသူပြထားတာအဲ့တော့ Arsenal အတွက်ကတော့ Champions League ပွဲစဉ် Liverpool နဲ့ထင်ပါတယ်သူတို့အိမ်ဝင်းမှာလာမျိုးသူတို့ကစားမှာအဲ့ဟုတ်တော့ဟုတ်ပါအဲ့ဒါ Man City Man City နော် Liverpool နဲ့ဆိုတော့ Arsenal အတွက် ဘိုင်ယန်မြူးနစ်နဲ့လာမသိဘူးနော်ကျွန်တော်အာဆင်နယ်တွက်ကတော့ကျွန်တော်လာမယ့်ဘိုင်ယန်နဲ့ပွဲမှာအကောင်းဆုံးပြင်ဆင်ဖို့ဒါစိတ်သက်ပိုင်းဆန်ရာအရာဒါ ready ဖြစ်သွားပြီဘာပရက်ရှာမှရှိတယ်လို့တော့ကျွန်တော်မထင်တော့ဘူးနော်တကယ်တမ်းကဒီလိုပွဲမျိုးမှာမထင်မဲ့အမှတ်တွေပါရောခဲ့ရတယ်ဆိုရင်တော့မှ Champions League ပွဲတွေပါဒီမှာသူတို့အနေနဲ့တိုင်ပတ်နေဦးမှာအခုကတော့စပါးလိုတင်မျိုးကို AECC ကျွန်တော်နိုင်တယ်ဒီလိုစင်းနဲ့ဒီပုံစံနဲ့ဆိုလို့ရှင်လည်းပဲ Louis Diaz တို့ပါတော့မပါနိုင်တဲ့ကျွန်တော်ဒါ Bayern Munich တို့ပါနေကစားမယ့်ပွဲတွေမှာလည်း ိုင်းနာတစ်ခုဒီအချင်းကြီးကောင်းအောင်ကစားနိုင်မယ်လို့လည်းကျွန်တော်ထင်တယ်ဆိုတော့ဒါကြောင့်စပါးအာဆင်နယ်တွက်ကတော့ဒီတိတ်ပြီးတော့အရင်ကြီးမခက်ခဲတဲ့ပွဲလို့ကျွန်တော်ထင်တယ်နော်အာဆင်နယ်ဟာလုံးဝတွန်းတွန်းတက်တက်ကျူးကျူးပန်းပန်းကစားနေတဲ့ပုံစံမျိုးတွေပြထားပါတော့အရင်ခက်ခဲလုံးနေလို့ပြိုင်ပွဲကြီးကအရင်ငါတို့တွေနော်ကျူးပန်းပြီးတော့ကစားမရမယ်အာသွန်ခွန်ဆိုင်ကစားမရမယ်ဆိုတဲ့ပုံစံကျွန်တော်မတွေ့ခဲ့ဘူးသူတို့ရဲ့ standard ရပဲသူတို့ကစားသွားတယ်ပုံမှန်ပဲအဲ့ဒါကိုစပါးဘက်ကဘာမှမလုပ်နိုင်တာအဲ့တော့အာဆင်နယ်ဟာဒီပွဲကိုနိုင်ဖို့အတွက်အများကြီးမခက်ခဲရဘူးလို့ကျွန်တော်ပြောရမှာပဲဆိုတော့18ချိန်ဒီကူပေါက်ခွင့်သွင်းမှုရှိတယ် ီကာရီကိုကောင်းလို့ဘောနော်တဖုံဖုံကျွန်တော်ကန်တာဆိုတော့အဲ့ဒီတွေကရှစ်ကြိမ်ကိုပေါက်တက်ပြီးတော့၄ကူရတယ်ဗောလေဆိုတော့ဒီတွေကဂိုးတွေအကုန်လုံးကသာ open play ကနေပြီးကျွန်တော်ရသွားတာစပါဘက်ကတော့ဒုတိယပိုင်းမှာဂိုးပေါက်ကန်သူမှုလေးတွေဗာလေးတွေရှိရင်းနဲ့ဒါတော့မှဂျာဗီစီမွန်ကမိုင်၄၀လောက်ကနေလှမ်းကန်တာမျိုးတွေဗျာ၃ကြိမ်ကိုပေါက်တက်နေနဲ့၂ကြိမ်ကိုပေါက်တက်တယ်ဗောနော်၃ကြိမ်ကန်ရင်းနဲ့အထူးကြေကြေကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူးခုနကပြောတဲ့ Richardson တကူပဲတော့ Arsenal အတွက်တော့သူတို့ဘောနော်ဒီပြောင်နေကြလောင်နေကြပေါ့ဗျာနော်။စောင်းရသည်စောင်းဝင်လာပြီဆိုလို့ရှိရင်ဒီကောင်တွေတိုင်ပက်လေးရှိတာ เนาะပြီးခဲ့တဲ့နှစ်တွေကဆိုတော့အခုတော့အဲ့လိုမဟုတ်တော့ဘူးเนาะတိုင်းပက်နေတဲ့အချင်းညီမျိုးတွေကိုဆွဲတင်နိုင်တဲ့ကစားမတွေကျွန်တော်မြင်နေရပြီ AZ တို့ကဒီနေ့ပွဲစဉ်ကတော့အရန်ကောင်းတဲ့ performance ကိုမြင်ခဲ့ရတယ်လို့ပဲကျွန်တော်ပြောရမယ်ဆိုတော့ညီကတို့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဒုတိယနေရာတတိယနေရာကအသင်းတွေကို6မှတ်9မှတ်လောက်အာဆင်နယ်ဖြတ်အပြီးမှာလက်ရှိပေါ့နော်သူတို့တိုင်ပက်တဲ့ကာလာမျိုးကိုလည်းရောက်လာပြီမဲ့လို့အကောင်ဆုံးလူလူမစုံမိမဲ့လုတ်ပြထားတဲ့အနေထားရကျွန်တော်ကြည့်ရင်ချီမချော်တဲ့အနေထားကိုကျွန်တော်ကြည့်ရင်အာဆင်နယ်ရဲ့ပရီးမီးယားလိဂ ပိုင်နီးပါးကြီးကျွန်တော်မှန်းလို့ရပြီလို့ထင်ကြလားညကလို့ဘယ်လိုမြင်ကြလဲစုနေကြပါဆိုတော့ channel လေးကို subscribe နဲ့တူဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါရစေ။မနေ့ပြန်ကျွန်တော် weekend round နဲ့ video မှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။